မင်္ဂလာပါရှင်ဝေဒမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာတမိုင်းဝင်တိုက်ပွဲလို့အခြေတူပြောဆိုနေတဲ့တောင်ခမ်းတိုက်ပွဲမှာနာဆက်ကစစ်သည်တွေဟာမာတော်ကြက်လေးစွာနဲ့အကောင်းဆုံးပုံစံမျိုးနဲ့တရနန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့စခန်းတွေကိုတခုပြီးတခုသိမ်းယူနိုင်ခဲ့ပါတယ်တောင်ခမ်းတိုက်ပွဲအတွင်းလက်တံပြောင်းခဲ့သူဘွမိုးရန်နိုင်ဆိုဟာ ဘလို့စိုင်းရင်မျိုးတွေရှိနေတယ်လဲဆိုတာကိုဒီဥဒဏ်ပိုင်းထဲမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Mota Media Channel ကို Subscribe နဲ့ Like and Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးပြီးခဲ့တဲ့ရပိုင်းကလူမှုကွန်ရက်မှာထွက်ပေါ်လာခဲ့တဲ့ဓာတ်ပုံလေးကိုလူအများစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံလေးမှာစစ်သည်တအူးဟာစာဆုံးခဲ့တဲ့စစ်သည်တွေကိုအလေးပြုနေတဲ့ဓာတ်ပုံလေးဖြစ်ပါတယ်။ အဲ့ဒီတပ်ပုံထဲမှာအလေးပြုနေတဲ့စစ်သည်တအူကတော့တောင်ခမ်းတိုက်ပွဲမှာတအောင်နဲ့နဲ့ကိုင်းအခွဲ TNN တွေဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကိုအထီးကိုင်းအကြဆုံးများအောင်တိုက်စွမ်းရည်ပြသခဲ့တဲ့ဗိုလ်မှူးရန်နိုင်စိုးစုသူဖြစ်ပါတယ်။ဗိုလ်မှူးရန်နိုင်စိုးဟာတောင်ခမ်းတိုက်ပွဲမှာအောင်ပွဲတွေရယူနိုင်ပြီးနောက်မိခင်တရင်ကိုပြန်ကားနေအချိန်မှာတောင်ခမ်းတိုက်ပွဲအတွင်းကြာဆုံးခဲ့တဲ့စစ်သည်တွေကိုအလေးပြုရင်းနဲ့မိဟစ်တွေကြာနေခဲ့သူဖြစ်ပါတယ်။ တောင်ခန်းတိုက်ပွဲဟာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအနေလူစဲဝင်စားမှုအများဆုံးနဲ့နာဆာကတပ်ဖွဲ့ဝင်တွေရလက်ကောင်းတွေအများဆုံးရယူနိုင်တဲ့တိုက်ပွဲတစ်ပွဲဖြစ်ခဲ့ကလက်ရှိအချိန်မှာတိုက်ပွဲအတွင်းပူးပေါင်းပါဝင်ခဲ့တဲ့စစ်တီတွေဟာမိခင်တိုင်ရင်ကိုအောင်ပွဲနဲ့တူပြန်လာခဲ့ပြီဖြစ်ပါတယ်။တောင်ခန်းဟာမန္တလေးတိုင်းပြည်ဦးလေးနဲ့55မိုင်ခန့်အကွာမှာရှိနေရတဲ့မြို့ပြည်ဦးလေးအတွက်မဟာပြူဟာအရအရေးပါနေရာတစ်ခုလည်းဖြစ်တယ်လို့ ရမ်းမီနယ်တောင်ပိုင်းနဲ့ရမ်းမီနယ်မြောက်ပိုင်းကိုထိတ်ဆက်ထားတဲ့အတိတ်ကနေရဖြစ်နေရတရနန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2024ဩဂုတ်လ10ရက်နေ့တည်းကတောက်ခန်းကိုတင်းယူနိုင်ဖို့အင်အားသုံးအကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့်မျောလင်းတလောက်ရလက်မကောင်းပဲတက်တွေအကြိမ်ကြိမ်ပြန့်လန့်ကြကာအရှုံးနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။အဲဒီတောက်ခန်းတိုက်ပွဲမှာတောင်းတရနန်လေးအဖွဲ့နဲ့အတူဓနု DPNL လက်နက်ကိုင်အဖွဲ့၊ကြောက်စဲ PDF အဖွဲ့တွေနဲ့အတူ PDF အဖွဲ့တွေပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ခံရှိ NASA ကတပ်တွေဟာအကောင်းဆုံးပုံစံမျိုးနဲ့အတွဲညီစွာအစွမ်းပြနေရ။မလ6ရက်နေ့မှာတောင်ခံရဲ့အဓိကအရေးပါတဲ့ဂုံးနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့ရ။လက်ရှိချိန်မှာတောင်ခံဟာ TNL ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေကင်းစင်နဲ့လက်မြေဖြစ်လာခဲ့ပါတယ်။တကယ်တော့တောင်ခမ်းတိုက်ပွဲဟာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာအချိန်အကြာဆုံးတိုက်ပွဲတစ်ခုဖြစ်နေပြီးတော့ နာဆာကတက်တွေအကောင်ဆုံးအစွမ်းပြနေတဲ့တိုက်ပွဲလေးဖြစ်ပါတယ်။တောင်ခန်းတိုက်ပွဲမှာ အမတ်900ရာနှစ်အမြောက်စကန်ကိုကဲမှုဌာနချုပ်အမြောက်တရင်354အမြောက်တရင်406အမြောက်တရင်206တွေအပြင်တက်မ17ရဲ့လက်အောက်ခံတရင်တွေခြေလင်းခြေမြန်တရင်တက်ဖွဲ့တွေပူးပေါင်းပါဝင်တိုက်ခိုက်ကြရဖြစ်ပါတယ်။တရင်နယ်လေးဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာ2024ဩဂုတ်လ10ရက်နေ့တည်းက တောက်ခန်းကိုသိမ်းယူနိုင်ဖို့အင်အားသုံးအကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့်တောက်ခန်းရှိ NASA ကရဲ့အမြောက်တပ်တွေခြေလင်းခြေမြန်တရင်တွေဒုံးတပ်ဖွဲ့တွေနဲ့လေတပ်တွေဟာစိတ်တက်မာကြောစံကံမှုနဲ့အတူလက်တွဲညီစွာနဲ့အကောင်ဆုံးအစွမ်းပြတိုက်ခိုက်နိုင်ကြရလဲဖြစ်ပါတယ်။တောက်ခန်းစစ်သည်တွေက2024ခုနှစ်ဩဂုတ်လ10ရက်နေ့က2025ခုနှစ်မလ10ရက်နေ့အထိ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့တိုက်ပွဲကြီးတိုက်ပွဲငယ်ရာနေကြီးတိုက်ခိုက်ခဲ့ရပါပြီ။ အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်အပြင်းနဲ့တိုက်ပွဲဝင်ခဲ့တဲ့အတွက် TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုစစ်ဦးတိုးအောင်အစွမ်းပြခဲ့တာလည်းဖြစ်ပါတယ်။တောင်ခန့်ရှိ NASA ကစစ်သည်တွေဟာ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့စစ်ဦးကိုရိုက်ချိုးနိုင်ခဲ့ပြီးနောက်ဖေဖော်ဝါရီလနဲ့မတ်လအတွင်းမှာပဲကမ်ဘောဇာကုန်၊နာရှိုးရွာ၊ရွှေစံဘောကုန်၊မန်မော၊စေတောင်ပြည့်ကုန်းတွေတောင်ရှိစီလုံကာဖုန်ကြီးကျောင်းနဲ့လုံကာစာတင်ကျောင်းတွေရွှေရောင်ပြန်ကုန် ငွေရောင်ပြန်ကုန်နေအပါဝင်တောင်ခံဝန်းကျင်ရှိ TNN တွေထိချုပ်ထားတဲ့စကန်တွေကိုပြန်လည်သိမ်းယူပြီးနောင်ကျုံမြို့ကိုတံပြန်တိုက်စီဦးတည်ပွဲရှိနေပါတယ်။တောင်ခံတိုက်ပွဲကိုအရင်ခေတ်ကွမ်လုံရက်40တိုက်ပွဲလိုမျိုးခန်းနာရရင်နဲ့သမိုင်းဝင်တိုက်ပွဲကြီးအဖြစ်တင်စားနေကြသလိုတောင်ခံတိုက်ပွဲမှာပါဝင်ခဲ့တဲ့စစ်တီအလုံးဟာသူရဲကောင်းကြီးအဖြစ်ထီချူပြောဆိုတာပဲရှိနေပါတယ်။စီရင်နဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရေးသားနေသူတော်ဖြစ်တဲ့ မင်းတဲ့ကျော်စောအမည်ရှိတဲ့အကောင့်တစ်ခုကနိုင်ငံတော်အလန့်ဆိုတာလေထဲမှာတလွင်လွင်နေနိုင်တာဟာလေတိုက်လို့လွင့်နေတာမဟုတ်နိုင်ငံတော်ကာကွယ်သူသူရဲကောင်းတွေရဲ့သွေးတွေဘဝတွေနဲ့အလန့်တော်လွင့်နေအောင် ဖန်တီးခဲ့ကြရတာပါအခုလေတောင်ကန်းဒေသတစ်ခုလုံးကိုတမတော်အနေနဲ့ပြန်လဲသိမ့်ပိုက်ထင်းချုံနိုင်ခဲ့ပြီးပြည်တော်စုအလန့်တော်ပြန်လွင့်တင်နိုင်ခဲ့ပါပြီတောင်ခန်းတိုက်ပွဲဟာခေတ်သစ်ကွမ်းလုံတို့တောင်တင်စားပြောရတဲ့အထိတမတော်အနေနဲ့ဆွမ်းဆောင်နိုင်ခဲ့ပါတယ် တောင်ခန်းဒေသမှာရှိတဲ့တပ်တွေဟာတကယ်တော့နည်းပါတယ်။ရှေ့တန်းစစ်စင်ကြီးထွက်နေရတော့ဘာလို့လဲဆိုရင် နောက်ချံပဲကြံခဲ့တာပါ။ဒါကြောင့်လေ TNN လေးဟာနိုင်ကိုနိုင်မယ်လို့အပိုင်တွက်တာပေါ့။စစ်ပွဲရဲ့အဆုံးအဖြတ်ဟာဒေသတစ်ခုလုံးကိုလွှမ်းခြုံသိမ်းပိုင်နိုင်မှအောင်နိုင်တယ်လို့တတ်မှတ်လို့ရတာမလို့။ရောက်တော့ကောင်ဟာတောင်ခန်းမြေမှာအောင်လန်စိုက်ဖို့မပြောနဲ့။ခြေတောင်နှစ်ဖက်မရက်နိုင်ခဲ့ပါဘူး။တောင်ကမ်းမှာရှိတဲ့ခြေလင်းအမြောက်ညီကိုရိစစ်ကူရောက်လာတဲ့စုပေါင်းဆက်ပေါင်းစစ်တီတော်ရိ နေ့တနေ့ကမှကြောင်စင်းတဲ့ပြည်သူစစ်မှုတဲ့ဂျူနီယာတွေဟာတောက်ခမ်းဒေတာမှာရန်သူကိုဟန်ကျန်ညီညီတိုက်ထုတ်ပြီးအခုဆိုနှောင်းချိုကိုပါဦးတည်နေပြီလို့သိရတယ်။တမ်မရော်ဆိုတာဘာလဲ။တမ်မရော်သားတွေဆိုတာဘယ်လိုလဲဆိုတာကိုပလောင်တဘုံကောင်းကောင်းသိသွားပြီထင်ပါရဲ့။ဖန်တော့နဲ့တင်ပါတသားတဲ့ကြအောင် ပြေဖို့ပြင်ထားကြပါငါကောင်တို့။ရပ်ပေါင်းရာကြီးရဲ့တောက်ခမ်းစစ်ပွဲတမ်မရော်သားတွေရဲ့ရဲစွမ်းတက်တွေပဲဘဝတ်တို့ညံအောင်တက်တည်တည်ခဲ့ ပြည်တော်စုအလံတော်လွှင့်ပြန်နေစေတဲ့ငါနိုင်ငံတော်ငါနိုင်ငံသားငါတက်မတော်အတွက်ဆိုပြီး Telegram လူမှုကွန်ရက်မှာချေချိုးရေးသားထားပါတယ်။တရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရဲ့အင်အားသုံးကအကြိမ်ကြိမ်တိုက်ခိုက်မှုတွေကိုအနိုင်ယူပြခဲ့တဲ့သူရဲကောင်းတောင်ခံစစ်တီဝီတဲမှာစစ်တပ်ကတော့57စင်းဖြစ်တယ်လို့ခါမရ232ကဘုံမိုးရနိုင်ဆိုလည်းပါဝင်ခဲ့ပါတယ်။ဘုံမိုးရနိုင်ဆိုဟာတောင်ခန်းတိုက်ပွဲတွင်ရဲစွမ်းတပ်တည်ရှိမှုနဲ့အတူ ခေါင်းဆောင်မှုစံရေးပါပြတာနိုင်ခဲ့သူတအုပ်ဖြစ်တယ်လို့သိရပါတယ်။ဝမူးရနိုင်ဆိုတာတောင်ခမ်းတိုက်ပွဲတွင်စီနီယာရီရဲ့ချီတူပြောဆိုခြင်းခံရတယ်လို့လက်တံပြောင်းခဲ့သူတအုပ်လည်းဖြစ်ပါတယ်။တောင်ခမ်းစစ်မြေပြင်အတီးသွားရောက်ကိုပေးခဲ့သူကိုခိုင်စော်ကတော့ဝမူးရနိုင်ဆိုကိုတောင်ခမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့အသက်အငယ်ဆုံးအပြင်းဆုံးဆိုပြီး၎င်းရဲ့ Facebook လူမှုကွေရဲမှာချီတူရေးသားထားပါတယ်။ကိုခိုင်စော်ကတောင်ခမ်းမှာရှိတဲ့ညီရီအများကြီးတဲကနေညီအငယ်ဆုံးတယောက်အကြောင်းပြောပြမယ်။ ဒီညီလေးက DS 51ကဘုံမူပူကြီးလေးပါဗျာအမလေး51ကဘုံမူပူကြီးလေးဆိုပြီးတော့သွားထင်မသေးလိုက်နဲ့တရင်မူရောတူဝိုင်စီရောအကြောင်းကြောင်းနေကြမရှိတော့တဲ့သူ့တရင်ကိုသွားဦးဆောင်ပြီးတော့တောင်ခဲမှာတိုက်ပွဲဝင်တဲ့ fighter လေးမှတကယ့် fighter လေးဗျဘလောက်တိရတံပြောင်းလဲဆိုတော့တောင်ခဲမှာရှိတဲ့တခြားတရင်တွေကစစ်တီတွေကပါဒီဘုံမူနဲ့တူတူတွဲပြီးစက်တိုက်ချင်လိုက်တာဆိုပြီးအပြောခံရတဲ့အထိသူ့ကုံတဲ့င်းကကြီးမားလှပါတယ် ကျွန်တော်နဲ့သူနဲ့စတွေ့တုန်းက2023ခုနှစ်354ကိုကျွန်တော်ရောက်တဲ့ချိန်သူတက်တဲ့ဒုတိယပုံမှုကြီးသူရမျိုးကကိုထွန်းတက်တဲ့နှစ်တက်ပေါင်းပြီးဝင်လာတဲ့ချိန်မှာပါစစ်ကြောင်းတစ်ခုလုံးနားနေတဲ့ချိန်မှာသူကမနားနိုင်ပဲအုတ်ချုံမှုဘာညာကိစ္စတွေနဲ့အလုံများနေတဲ့ကဒီညီလေးကအလုံတော်လုပ်တာပဲဆိုပြီးတတိထားမိရနောက်ပိုင်းသူ့ထဲစင်နီယာအရန်ကြတဲ့တော်ကြီးတို့သူရမျိုးကကိုထွန်းလို့စင်နီယာကြီးတွေကပါဗဆက်ထဲကနေထုတ်ဖို့ချီးကျူးတဲ့အထိ တောက်ခဲမှာသူ့လက်တံတွေပြောင်းခဲ့ပါတယ်။ကျွန်တော်သိထားသလောက်တော့သူဟာအရေးပါတဲ့ပွဲပေါင်းမြောက်များစွာသောပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့ရတယ်။အာမတ206နဲ့မဆာခ902နဲ့အခက်ခဲဆုံးဖြစ်နေချိန်မှာဒုတိယဗိုလ်မှူးကြီးသူရမျိုးကကိုထွန်းနဲ့ဒွဲဘက်ညီညီတွားရောက်ကွန်ကြီးနိုင်ခဲ့တယ်။သူရောက်ခဲ့တဲ့ DP တွေလက်နက်တွေဆိုတာသူ့အတွက်စာဖွဲ့ဂုံပြုတ်ရင်တော့သူ့လောက်ဆောင်ချက်နဲ့သူရဲစွမ်းတက်တိကိုမမိနိုင်ပါဘူး။သူစစ်ကြောင်ဟာရန်သူကိုအရှင်တအူးအမိဖမ်းနိုင်ခဲ့ပြီးအလင်းဝင်ငါးအထိလက်ခံနိုင်ခဲ့တယ် ဒီနောက်ပိုင်းမှာတော့တရင်မှုနဲ့တူဝိုင်စီမပါပဲတတော်လုံးနိုင်သွားခဲ့တဲ့ညီလေးပါပဲဆိုပြီးတောက်ခဲအားစီနီယာသူရဲကောင်းကြီးတွေကမှတ်ချက်ပေးထားခြင်းခင်ရသူတွေပါတနည်းအားကျွန်တော်ဒီကိုရောက်လာတော့အတင်းလာဖဲနှုတ်ဆက်နေတဲ့ငိုပါလျောဟာဘာဖြစ်လို့လဲညီလေးဆိုပြီးမိတော့ကျွန်တော်နောက်တန်းခဏတင်းရမယ်ဗျာကြာသွားတဲ့ကျွန်တော်တပတ်ရီထားရိုက်ခဲ့ရတယ်စိတ်ထဲမှာတင်းနေတဲ့အဘရဲဆိုပြီးဖြေတယ်ဗျကျွန်တော်လည်းတော်တော်စိတ်မကောင်းဖြစ်သွားတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ် တောက်ကန်းတိုက်ပွဲဟာမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာတမိုင်းဝင်တိုက်ပွဲတစ်ခုဖြစ်နေရာတိုက်ပွဲတွင်ပါဝင်ခဲ့တဲ့စစ်သည်အလုံးဟာသူရဲကောင်းနေဖြင့်အမှတ်တမ်းဝင်နေအောင်မှာဖြစ်ပါတယ်။ Telegram လူမှုကွန်ရက်မှာစီးရီးနဲ့နိုင်ငံရေးအကြောင်းတွေကိုဖော်ပြနေတဲ့ဘာညုံအမည်ရှိတဲ့အကောင့်တစ်ခုကလည်းဗမူးရနိုင်စုနဲ့ပတ်သက်ပြီးတော့ဂုံယူရတဲ့မျက်ရည်ခေါင်းစဉ်နဲ့ချီတူရေးသားခဲ့ပါတယ်။ဘာညုံအမည်ရှိတဲ့အကောင့်ကတော့တောက်ကန်ဖြစ်စဉ်တွေမှာရေဝန်စွန်စားစွာအသက်ကိုပဓာနာမထားပဲ လူငယ်ပေမဲ့အចောင်းចောင်းနေကြောင်းတည်ရင်မှုရောဒုတည်ရင်မှုရောမရှိတော့တဲ့သူ့ရဲ့တက်ကိုဦးဆောင်ပြီးရရင်စွာဆောင်ရွက်ခဲ့တဲ့လူငယ်ပုံမှုတအိုးတောက်ခမ်းဖြစ်စဉ်အစမအဆုံးတိုင်အောင်စီနီယာရီရဲ့ပဆက်ဖြားမှာသူ့နာမည်ကိုပဲချီးကျူးခဲ့တဲ့ခေါင်းဆောင်ငယ်တအိုးတောက်ခမ်းဒေသကိုရောက်ရှိသွားတဲ့အကိုကြီးတအိုးကိုသူ့ရင်ဖွင့်နေအခုတောက်ခမ်းတစ်ခုလုံးကိုတက်မတော်ကအောင်ဝဲရီနဲ့ထိန်းချုပ်နိုင်စီမှာတော့လဲလဲရမယ်တက်တွေရောက်ရှိလာပြီးဖြစ်တဲ့အတွက်နောက်တန်းပြင်ရတော့မယ့်အချိန်မှာလက်တွဲပြီး သူ့အသက် ကိုကဲကိုအသက်သူကဲတအူတောင်စင်းကြီးအကိုရင်းတွေလိုတိုက်ပွဲဝင်ခဲ့တဲ့သူ့တပည့်သူရဲကောင်းကြီးကြဆုံးခဲ့တဲ့တပည့်ကျော်ဘေးကိုထားခဲ့ရမှာကိုဝန်နေရကြောင်းလေးဘယ်ကုန်းကိုဘလို့တိုက်ခဲ့တယ်ဆိုတာပြီးပြောလို့မကုန်ပေါ့ဗျာတမတော်မှာဒီလိုအရာရှိငယ်တွေပေါ်ပေါက်လာတာဂုံယူစရာအလွန်ကောင်းလာပါတယ်သူရဲကောင်းတို့မှတ်ကြောက်ကိုစစ်မြေပြင်မှာပြနိုင်ခဲ့တဲ့လူငယ်ကောင်းဆောင်လေးသူတို့နောက်တန်းကိုပြန်ဖို့ရင်တန်းထိုးချိန်မှာကားကောင်းကန်းကနေဟုံးဆိုတကားဖွင့်ပြီး ဆောက်တရာမရပြေးထွက်သွားခဲ့တယ်။သူပြေးထွက်သွားတဲ့နေရာကတော့သူ့ရဲ့အိုးစားပဲညီငယ်တပည့်တော်ရဲ့အသက်ခံတာကဲမဲ့စွာ သူ့ရဲ့ကောင်းပီတာစွာအနားယူသွားတဲ့မြေပုံလေးဝေစီကိုပေါ့ပြီးတော့သူတတိကိုမှတ်နေအောင်ဆွဲပြီးစစ်ပုံကြားစွာနဲ့အလေးပြုနေတဲ့ပုံလေးကိုလေးစားလုံးလို့တပ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။သူ့မျက်ဝေါ်မှာမျက်ရည်တွေအပြည့်နဲ့ပေါ့ကျွန်တော်ထင်ပါတယ်ဒီမျက်ရည်တွေကဂုံယူရတဲ့မျက်ရည်တွေဖြစ်မှာပါဆိုပြီးတော့ Telegram လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ တောင်ခန်းတိုက်ဝဲမှာပါဝင်ခဲ့တဲ့စစ်တီဝေမိခင်တရင်တွေကိုပြန်လာချိန်မှာလဲရဟန်းရှင်လူចောင်းသားပြည်သူတွေကအိုးစီဒိုဘတ်တွေနဲ့တောင်းတောင်းဖြောက်ဖြောက်ကြိုးဆူခဲ့ပြီး၎င်းတို့ရဲ့စူးစမ်းအထောက်အမှုတွေကိုကွန်ပျူတာတွေရှိနေခဲ့ပါတယ်။တောင်ခန်းတိုက်ဝဲမှာအစွမ်းပြခဲ့တဲ့စစ်တီဝေရဲ့အနိုင်ရအောင် စွမ်းဆောင်မှုတွေနဲ့အောင်စိတ်တွေဟာတက်ချောင်းစင်းမျက်နာတွေရှိနာဆာကတပ်ဖွဲ့ဝင်တွေစီထပ်မံကူးဆက်ပြီးအောင်ပွဲတွေထပ်မံရယူနိုင်ွယ်ရှိနေပါရဲ့ရှင်။